Hello everyone. အားလုံးပဲမင်္ဂလာပါ။ဒီဗီဒီယိုထဲမှာဆရာကအခုဖတ်ဖြစ်နေတဲ့စာအုပ်လေးအကြောင်းပြောချင်တယ်။အခုဖတ်ဖြစ်နေတဲ့စာအုပ်လေးက Your Next 5 Moves ဆိုတဲ့စာအုပ်လေး။ဒီစာအုပ်က one of the best selling စာအုပ်။အာဖတ်လို့ရရင်ကောင်းတယ်။ဒီစာအုပ်ကိုဖတ်ပြီးတော့ဗာတွေးမိတယ်ဆိုတာလေးကိုပြောပြမယ်နော်။အာဒီစာအုပ်ကိုရေးတဲ့သူကအခုအာ multi millionaire ဖြစ်နေပြီ။သူရဲ့ net worth ကတန်း300ကျော်တယ်။ Okay ။ တန်340 something တင်နေဒါပေမဲ့သူ့ရဲ့ SAT score ကဘယ်လောက်တင်လဲ SAT score သူ့ရဲ့ SAT score က680တဲ့အဲ့တော့ဖတ်ပြီးအချိန်ကြာတော့ SAT တင်နေဆရာနည်းနည်းလေးမျိုးလုံးပြူသွားတယ်ဒါပေမဲ့သူပြောပြရည်အရင်အကောင့်နေအာ SAT လိုမျိုးက IQ test လောက်တာ so IQ ကိုတိုးတက်အောင်လို့လေ့ကျင့်ပေးတာသင်ပေးတာသူဒီမှာပြောသွားတာကကြာတော့သူက အာ formal education လိုမျိုးတက္ကသိုလ်တွေမတက်ခင်ရပေမဲ့အာ EQ ကောင်းလို့သူ့ရဲ့ဘဝဖြတ်သန်းမှုတွေကသူ့ကိုသင်ပေးခဲ့တယ်။အလောက်ကသင်သွားတယ်လို့ပြောရင်လည်းပြောလို့ရမှာပေါ့။အဲ့တော့ EQ တိုးတက်လာတဲ့ချိန်မှာအောင်မြင်လာတယ်။အလွယ်မဲ့လို့ရမယ်ပေါ့နော်။အသေးစိတ်တော့မပြောတော့ copyrighted content ဖြစ်နေမှာဆိုလို့ဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်။ လူတယောက်အနေနဲ့ IQ တခုတည်းကောင်းရုံနဲ့မရဘူး EQ emotional intelligence လေးရှိဖို့လိုမယ်။ဒါပထမတစ်ချက်နော်။နောက်တစ်ချက်ကဘာလဲဆိုတဲ့အချိန်ကျတော့ဒီထဲမှာသူပြောထားတဲ့အာ chess player world champion chess player uh magnet carlsen ဖြစ်မယ်တင်နေ။ So magnet carlsen ဆိုရင်အာ chess ထိုးရင်းထိုးရင်းနဲ့ဘာလဲဆိုတော့ foresight လို့ပြောရမယ်။ future sight လို့လည်းပြောလို့ရမယ်။အနာဂတ်ကိုကြိုမြင်နိုင်လာတယ်။ Like what are you going to do next move နောက်ကဘာလုပ်မှာလဲကိုလုံးမာရင်ဘာလဲမဟုတ်ဖ ೇನೆ ဒီကိုရဲ့ opponent ကိုရဲ့ပြိုင်ဘက်ကလည်းဘာလုပ်မှာလဲဆိုတာကိုမြင်နိုင်လာတယ် of course these skills are not that easy to develop ဖွင့်ပြအောင်လုပ်ဖို့အတွက်အလောက်မလွယ်ဘူးဒါပေမဲ့အချိန်ယူပြီးတော့လေ့ကျင့်ပါများတယ်ဆိုရင်ဖြစ်လာနိုင်ရဲဆိုတာတွေကိုပြောထားတယ်အဲ့တော့ဒီစာအုပ်ထဲမှာပြောထားတဲ့ your next 5 moves ဆိုတဲ့အတိုင်းပဲ ကျောင်းသူကျောင်းသားတွေအနေနဲ့မလုပ်လို့ရမလဲ next 5 move အဲ့တော့ SAT လိုမျိုး GED လိုမျိုး formal education လိုမျိုးမတွားခြင်းဘူးဆိုရင်ဘာတွေလုပ်တင်လဲဆိုတာကိုပြောပြမယ်အဲ့တော့ move number 1ကဘာလဲဆိုတော့ master knowing yourself ကိုကိုကိုတီးဖို့စ조사ကိုကိုကို ပို့ပြီးတော့နားလည်ဖို့조사တနည်းအားဖြင့်ပြောမယ်ဆိုရင် self awareness အဲ့တော့ self awareness ရလာတဲ့ဆိုရင်ကိုကဘာလုပ်ချင်လဲဆိုတာကိုသိလာမယ်ကိုကဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကိုသိလာမယ်ကိုရဲ့အားနည်းချက်တွေအားသာချက်တွေကိုလည်းသိလာမယ်အဲ့ဒါကိုသိပြီဆိုရင်ဘာဆက်လုပ်ရမလဲဆိုရဲ next step ကို figure out လုပ်နိုင်မယ်သိအောင်လို့လုပ်နိုင်မယ်နောက်တစ်ခု move number 2အကြတော့ master the ability to reason reason လောက်တက်ဖို့ကြိုးချောင်း စီလျော်အောင်လို့ဆင်ခြင်သုံးသပ်တတ်ဖို့ so g ဒီမှာဆိုရင် reasoning skills တွေတင်နေ right critical thinking skills တွေတင်နေ right ပြီးတော့ analytical thinking skills တွေလိုမျိုးတင်နေ right အဲ့တူက master the ability to reason ဆိုတော့ကြိုးကြောင်းစီလျော်အောင်တွေးပြီးတော့ပြဿနာကိုအဖြေရှာတတ်ဖို့လိုမယ်ပြဿနာကိုချင်းကပ်ပုံချင်းကပ်နေတယ်ဒီပို့လိုမယ်ဒါတွေကကြတော့ဒီ IQ ဘိုင်းဘက်မှာပါတယ်ဆိုပေမဲ့ EQ ဘိုင်းရှူတာကနေလည်း တွေ့လို့ရတယ်ဒုတိယအဆင့်က master the ability to reason ဟုတ်ပြီနော်တတိယအဆင့်ကဘာပြောထားလဲဆိုတော့ master building the right team ကိုယ့်ရဲ့တွားကျင်တဲ့အနာဂတ်အတွက်စီလျော်မဲ့တင့်တော်မဲ့တင်းတစ်ခုအဖွဲ့အစည်းတစ်ခုကိုရအောင်ဖွဲ့ပါတယ်အဲ့တော့ဒီ တယောက်တည်းနေကျင်တဲ့သူတွေ introvert တွေအတွက် this is a challenge teamwork skill လိုမျိုး develop လုပ်ဖို့လိုမယ်လူဆိုတာက social beings society တစ်ခုထဲမှာကျင်လည်ရတဲ့တတ္တဝါအနည်းဆုံးဘယ်သူနဲ့မှမတွေ့ချင်ဘူးပြောချင်ဘူးဆိုရင်တော့မှဈေးဝယ်တဲ့ခါလိုမျိုးမှာဆိုရင်ပြောဆိုဆက်ဆံရတာရှိတယ်အိမ်မှာတယောက်တည်းနေရဆိုရင်လည်းအဖေမိဆွေမျိုးသားချင်းတွေနဲ့ပြောဆိုဆက်ဆံရတာရှိတယ် ရှောင်နေလို့မရဘူးဘယ်သူနဲ့မှမနေချင်ဘူးဆိုရင်တောထွက်နေဖို့ပဲလိုတယ်ဟာ right တောထွက်ချင် trouble ဒါဆိုရင်တော့ you don't need any more team ဆိုတော့ build the right team ကိုကပညာရေးအနေနဲ့ပဲကြည်ကြည်အလုပ်ကိုင်းအနေနဲ့ပဲကြည်ကြည်ကိုရဲ့အနာဂတ်ရှေ့ဆက်သွားဖို့အတွက်ဆိုရင် you need a team ကိုနဲ့တူတူစိတ်တူကိုတူဝါသနာတူရည်ရွယ်ချက်တူတဲ့သူတွေလည်းလိုမယ်နောက်တစ်ခုကပါလဲဆိုတော့ကိုကို support ပေးမယ် support team လည်းလိုမယ် mentor ရဖြစ်ဖြစ်ဒါမှမဟုတ် teachers ရဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီ inspiration ယူရမယ် inspirational figures တွေပဲဖြစ်ဖြစ်လို့မယ်အနည်းဆုံးဒီနှစ်ခုလို့မယ်ဆိုတာက third move ဖြစ်ပြီเนาะ so now တခု move number 4ကြတော့ဗာလဲဆိုတော့ master strategy to skill မြန်မာလိုနီးစံအောင်ဘာသာပြန်ရမယ်ဆိုရင်တော့တိုးချဲ့ဖို့အတွက်တိုးတက်ဖို့အတွက် strategy တွေကို ချမှတ်ရမယ်။ new view ဟာတွေကိုချမှတ်ရမယ်။ဒီနေရာမှာ new view ဟာတို့ strategy တို့စကားကြီးစကားကြီးတွေပြောနေမယ်အစားဘယ်လိုလုပ်မှာလဲဆိုပြီးတော့တွေ့ရမယ်။ It's all about how how you do things strategy new view ဟာဘယ်လိုလုပ်မှာလဲဆိုတာကိုတွေ့ရမယ်။အဲ့တော့အောင်မြင်တိုးတက်ဖို့အတွက်ဘယ်လိုလုပ်မှာလဲလုံးမဲ့နီလန်းတွေကို ချပြီးတော့ရှေ့ရမယ်လုံမဲ့နီလန်းတွေကိုတွေ့ရမယ်ဒါက move number 4 now so final move အနေနဲ့ကြတော့ move number five 5ကကြတော့ master power place ဒီနေရာမှာ master power place ဆိုတော့ကိုမအစွမ်းစားရှိရ you have a power you have maybe many different kinds of powers အခု ကြည်နေတဲ့သူတွေမှာအစွမ်းစားတွေအများကြီးရှိလိမ့်မယ် you just don't know yet ကိုကိုမတည်ရတာပဲရှိလိမ့်မယ်အဲ့တော့ကိုရဲ့အစွမ်းစားတွေကိုအသုံးချဖို့ဆိုရင်တော့အရင်ဆုံးကိုရဲ့အစွမ်းစားဘာတွေလဲဆိုတော့သိအောင်လုပ်ရမယ် move number 1နဲ့ပြန်ချိန်သွားတယ် self awareness right အဲ့ဒီ move 1 2 3 4 5မှာနောက်ဆုံးကိုရဲ့အစွမ်းစားတွေကိုအသုံးချနိုင်တဲ့အခါမှာအောင်မြင်ကြော်ကြအောင်လို့လုပ်လို့ရမယ် ပညာသင်တာပဲဖြစ်ဖြစ်စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်အခက်အခဲတွေကတော့နေရာတကာမှာရှိပါပဲရင်ဆိုင်မှုတွေကတော့နေရာတကာမှာရှိမှာပဲအဲ့တော့အဲ့ဒီအခက်အခဲတွေကြုံနေဆိုရင် how are you going to overcome them အဲ့ဒီအခက်အခဲတွေကိုဘယ်လိုမျိုးကျော်လွှားမှာလဲပြဿနာတွေတွေ့တယ်အဲ့ပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းမှာလဲဆိုတော့ပြဿနာတွေကိုဖြေရှင်းရင်းနဲ့အခက်အခဲတွေကိုကျော်လွှားဖို့ကြိုးစားရင်းနဲ့ပဲ ဆရာတို့တွေကတဖြည်းဖြည်းနဲ့ grow ဖြစ်လာတယ်။ကြီးထွားလာတယ်၊ဖွံ့ဖြိုးလာတယ်။စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရော။ So ဒီစာအုပ်က it's really inspirational for me ။ဆရာတို့တော့အရင်ကိုပဲအာ inspiration တွေရစေတယ်။ပြီးတော့ဒီစာအုပ်ဖတ်ပြီးဘာလုပ်ဖြစ်လဲဆိုတဲ့အချိန်ကျတော့အရင်ဆုံး chest toe ဖြစ်တယ်။ chest ပြန်ထိုးနေတာခုဆိုရင်တလားလောက်ရှိပြီ။ကျွမ်းလားဆိုတော့ဘယ်လောက်မှ အကျွမ်းသေးပေမဲ့ focus ကတော့တော်တော်လေးကောင်းလာတယ်လို့ခံစားရတယ်။နောက် chest through ရဲ့နေရာမှာဆိုရင်အာ for the sake of experience အရင်ဆုံး focus ကောင်းဖို့အတွက်ရ mental clarity ရဖို့အတွက်ရလေ့ကျင့်တဲ့အနေနဲ့ chest through ဖြစ်တယ်။ Can you see the moves? Yes. chest through in to in it အခုတလားလောက်အတွင်းမှာဝယ် move ahead အကွက်နှစ်ကွက်လောက်ကြိုးပြီးမြင်လာပြီ။ ဆိုတော့စာဖတ်ဝါသနာပါတဲ့သူတွေဆိုရင်ဒီစာအုပ်ကို ဖတ်တင်တယ်လို့အထူး recommend လုပ်ပါတယ်အာစာဖတ်ဝါသနာမပါဘူးသင်တန်းတက်ချင်တယ်ဆိုရင် EQ ကောင်းမှုသင်တန်းနေ2025နှစ်ကုန်မှာဖွင့်ပါမယ်2026တနည်းလုံးမှာဖွင့်ဖို့အစီအစဉ်ရှိပါတယ်အဲ့တော့ Inno app page ကို like and follow လုပ်ထားပါ YouTube ကနေကြည့်ရဆိုရင်လည်း subscribe လုပ်ထားပါဟုတ်ပြီနော်တည်ချင်တာရှိရဆိုရင် comment မှာမေးခဲ့ပါဆွေးနွေးခဲ့ပါ I love to answer your questions and I love to reply your comments. Okay, see you in the next video. Bye now.